ဒီတစ်ခေါက်မှာတော့ကျမဖတ်မိခဲ့တဲ့ကျမဖတ်ဖြစ်ခဲ့တဲ့စောင်းတွေအကြောင်းကိုဝေမျှသွားမှာဖြစ်ပါတယ်။အခုတစ်ခေါက်ကတော့ဆရာမိုးဝေးရေးသားထားတဲ့ကျွန်တော်တို့အကြောင်းတွေမှာဟုတ်ရဲ့လားဆိုတဲ့စာအုပ်ထဲကဖတ်ပြသွားမှာဖြစ်ပါတယ်။လမ်းတစ်ဖက်မှာဘာမှမရှိဘူးဆိုရင် ကျွန်တော်ဖြတ်ကူးမိမှာအမှန်ပဲ။ကျွန်တော်ဟာ တချို့သောသူများလို မခုံမင်းသောဘဝတစ်ခုဟာ နေ့စဉ်စောင့်ရှောက်နေရသူတဦးဖြစ်ပြီးမခုမင်းသောပတ်စံများကို နေ့စဉ်ရေးတွက်နေရသူတဦးဖြစ်တယ်။မကြားကျင်သော စကားများကို နေ့စဉ်နားထောင်နေရပြီးမပြောကျင်သောစကားများကိုလည်းနေ့စဉ်ပြောဆိုနေရသူတဦးဖြစ်ပါတယ်။ဒီလိုဆိုရင်မနေ့ကဗိုလ်ချုပ်ဇေတိထဲကိုကျွန်တော်သွားခဲ့တာကရောမနေ့ကဗိုလ်ချုပ်ဇေတိထဲကိုကျွန်တော်သွားတယ်ကိစ္စက ကျွန်တော်ဇနီးနဲ့လည်းအဲ့ဒီဈေးထဲမှာချိန်ထားတာလည်းပါမယ်။အဲ့ဒီကပြီးရင်ကျွန်တော်တို့မြမဈေးဝယ်ဖို့ရာ24လမ်းပတ်စီသွားကြရအောင်ပါလိ။ဈေးကိုရောက်တော့ထိုင်နေကြလဖေးဆိုင်လေးမှာကျွန်တော်ဇနီးရှိမနေသေးပါဘူး။သူမနဲ့ကုမ္ပဏီတစ်ခုရဲ့အလုပ်လုပ်တဲ့ကောင်မလေးနှစ်ယောက်ကိုအရင်တွေ့ရတယ်။ကောင်မလေးတွေကကျွန်တော်နဲ့လဲရင်းနှီးနေတော့နှုတ်ဆက်ပြီးဝင်ထိုင်လိုက်တယ်။ဘာတော့မလဲ ပါလဲပေါ့မိစ္ဆာမြင်ကြတယ်ဒီမနက်ပဲကျွန်တော်လက်ဖက်ရည်တောက်ခဲ့တာနှစ်ကြိမ်ရှိနေပြီဒါကြောင့် secret တပွဲပဲစပွဲတို့ကိုလက်ဟန်နဲ့လမ်းပြလိုက်တယ်စပွဲတို့လေးကအကိုအချစ်အနောက်မှာပြီးတော့မှမိကြီးလိုကျွန်တော်နောက်ကဂျိုဒန်လန်နဲ့မိကြီးကိုပြသွားတယ်ရုတ်တရက်တော့ကျွန်တော်လဲကြောင်သွားတယ်ပြီးတော့မှ ကောင်မလေးနှစ်ယောက်နဲ့ပြောပြီးရေကြရသေးတယ်တအောင်လောက်ကြတော့ကျွန်တော်ဇနီးရောက်လာတယ်ဗားစီးတွေဝင်ရမယ့်အကြောင်းပြောကြတယ်ရင်နွေးတစ်ခွက်ငှဲ့တော့တယ်နောက်တော့သူမတို့ကုမ္ပဏီစီးတွေအကြောင်းပြောနေကြတယ်ခဏကြတော့ကျွန်တော်တို့ထိုင်နေတဲ့လက်ဖေးဆိုင်လေးဘေးကကျွန်တော်တို့ဝင်နေကြစီးဆိုင်စီကျွန်တော်ဇနီးစီးဝယ်ဖို့ထွက်သွားပြန်တယ် ကျွန်တော်လဲ secret delay ကိုမိညှိပြီးဖြာနေလိုက်တယ်။ပြီးတော့ရှေ့ကမိတ်ဆွေကောင်းမလေးနှစ်ယောက်နဲ့စကားပြောကြတယ်။ကျွန်တော်တို့ပြောတဲ့အကြောင်းထဲမှာတင်းတင်းထွန်းရဲ့နမ်းမာလာ24နာရီဆိုတဲ့ VCD အကြောင်းလေးပြူရဲ့တချင်းွေအစ်စ်တွေအကြောင်းပြီးတော့အင်္ဂလိပ်စာသင်တန်းအကြောင်းတွေရောက်သွားကြပြန်တယ်။ပြီးတော့ပြင်းသွားကြပြန်တယ်။ခဏနေတော့ ကောင်မလေးတွေက ပြန်ကြမယ်ဆိုပြီးကျွန်တော်ဇနီးရှိရကိုသွားပြီးနှုတ်ဆက်ပြီးတော့ကျွန်တော်ကိုနှုတ်ဆက်ပြန်သွားကြတယ်။လက်ဖက်ရည်စပွဲဝိုင်းမှာကျွန်တော်တယောက်ထဲကြံခဲ့တယ်။ကျွန်တော် secret delay ကိုမီးထန်ညှိလိုက်တယ်။အပြင်းပြင်းတနေရာကိုကြည့်ဖို့ကျွန်တော်ကြိုးစားကြည့်တော့လက်ဖက်ရည်ဆိုင်ကလေးနဲ့လမ်းမကြားမှာတန်ဆူးကျိုးဝင်ထရံနဲ့ပကင်ထိုးထားတဲ့ကားကြီးချားနေတယ်။ မြင်ကွင်းကဘာမှထွထွထူးထူးမရှိလာပါဘူး။အယောင်မျိုးစုံလူတွေသွားလာနေကြတယ်။ကျွန်တော်တန်ဖိုးမဖြတ်နိုင်တဲ့ကားတွေဖြတ်တန်းနေကြတယ်။ဒါပေမဲ့ကားတွေရဲ့အယောင်ကအဖြူရောင်တွေပဲများပါတယ်။လမ်းတစ်ဖက်မှာဆိုင်တွေကလည်းမျိုးစုံပေါ့။ဒါပေမဲ့ဖျောင်းပစိုးနဲ့ကော်စောဆိုင်တွေပဲများပါတယ်။ကျွန်တော်ရှိတဲ့တိုက်ခန်းနေရန်တစ်ခုမှာတော့ ဓာတ်ပုံဆိုင်ဒီဇိုင်းရဲ့စိုင်းဘုတ်ကလေးချိန်ထားတယ်။ဒါလေးကိုတော့ကျွန်တော်အမှတ်တင်တင်ရှိမိသွားတယ်။ဓာတ်ပုံဆိုင်ကန်းကလေးကအောက်ထပ်မှာမဟုတ်ပါဘူး။အပေါ်ထပ်မှာပါ။တစ်ဖက်လေကားကနေတက်သွားရတယ်။ဓာတ်ပုံဆိုင်ကလေးကတက်တန်းအတော်ကြာပြီးထင်ပါတယ်။သူ့ကိုကြည့်ရတာခေဟောင်းကလေးတစ်ခုလိုပါပဲ။စိုင်းဘုတ်ကလေးကိုတော့ ခုခေတ်သုံးဖိုင်ဘာအပြားလေးနဲ့လုပ်ထားတယ်။ဆိုင်နမဲကလေးကလွန်ခဲ့တဲ့နှစ်30လောက်က UA တည်ငြိမ်ပြီးခေတ်ဆံမဲထင်းရတဲ့နာမည်မျိုးပါ။အဲ့ဒီဆိုင်ကန်းကလေးနဲ့တွဲရက်တစ်ဖက်ခန်းဖက်စီ အကြည့်ရောက်သွားတော့တကားချက်တွေက ဖွင့်လျက်ဝရဏာမှာပန်းအိုးတွေနဲ့ကြောင်တကောင်ကိုပဲတွေ့ရတယ်။ဒီတိုင်လိုပန်းအိုးတွေက ပန်းတွေအရွက်တွေကလောက်ခတ်နေတာ ဝရန်ဒါလက်တန်းပေါ်မှာဖြစ်တယ်လို့လှမ်းထားတယ်အဝတ်တထည်ရဲ့တစ်ဖြက်ဖြက်လောက်ခတ်နေတာဒါရီတာဖြစ်မနေရင်ဒီခန်းဟာကျွန်တော်အတွက်အလွန် ထိတ်လန့်ပွဲရာအသက်ကင်းမဲ့မှုတစ်ခုပါပဲဒါကိုပဲကျွန်တော်ကစိတ်ဝင်စားသွားပါတယ်ဘာမှမမြင်မတွေ့ရတဲ့ဟောင်းလောင်းပေါက်ခန်းတစ်ခုထဲမှာဘာရှိမလဲပေါ့ဘလို့လူမျိုးတွေနေထိုင်နေမလဲပေါ့ ဒီလောက်ရှုပ်ထွေးလာတဲ့မြို့လေကောင်လန်ဒလန်မှာဒီခန်းကဘာကြောင့်ဒီလောက်ငြိမ်သက်တိတ်ဆိတ်နေပါလဲဒီချိန်မှာကျွန်တော်ဂျူတင်တွေးဆချက်တွေကိုကြောင်ကလေးတစ်ကောင်ကခြေဖြတ်ပစ်လိုက်ပါတယ်ကြောင်ကလေးကအဝါရောင်နဲ့အဖြူရောင်အကြားကလေးအခန်းထဲကထွက်လာပြီးရုတ်တရက်ဝရန်တာလက်ရန်ပေါ်ခုန်တက်လိုက်ပါတယ် ီးတော့ဝရဏာရဲ့တောင်စွန်းဒီရှောက်သွားပြီးကိုယ်ကိုယ်လေးထိုင်လိုက်တယ်။သူ့ရဲ့ဥကောင်းကိုတော့လမ်းမဘက်စီလှည့်ထားပြီးအောက်ကလမ်းပေါ်မှာလှုပ်ရှားသွားလာနေသူတွေကိုတော့ကြည့်နေဟန်မတူပါဘူး။သူရှိနေတဲ့အမြင်နဲ့မျက်နှာချင်းဆိုင်ဈေးခေါင်မှုတွေတစ်ပင်တွေစီကိုသာကြည့်နေတာဖြစ်ပါလိမ့်မယ်။ဒါကိုလည်းကျွန်တော်တည်တည်ချာချာပြောလို့မရပါဘူး။ဒါပေမဲ့ ေကြတာတစ်ခုကတော့ဒီခန်းမှာလူတယောက်တော့အသက်ရှိထင်ရှားရှိနေပြီဆိုတာပါပဲဒီချိန်မှာပဲအဝါရောင်ဖြော့ဖြော့နဲ့အဖြူအကွက်အစင်အနောက်တိုင်းကုတ်ဝင်းကြီးရှေကိုဝစ်ဆင်ထားတဲ့အဖိုးအတူတကားပေါက်ရှိရစီတလုံလုံထွက်လာနေတာတွေ့လိုက်ရတယ်။ဘာကြောင့်မှမသိပါဘူး။ကျွန်တော်စိတ်တွေတနေရရစီကြုံကြသွားတယ်လို့ခံစားလိုက်ရပါတယ်။ ိုးအိုကစပင်တွေဖြူနေပါပြီပြုံးရဲခြင်းမရှိပါဘူးအလွန်တည်ငြိမ်လှပြီးမျက်လုံးတွေကအောက်ကလမ်းကိုစိုက်ကြည့်နေပါတယ်သို့တော့သူစိတ်ကလမ်းပေါ်မှာရှိဟန်မတူပါဘူးမျက်လုံးတွေကခက်ကြောင်ကြောင်ခက်မွန်းမွန်းရယ်ဝရန်ဒါစီအထီတော့အဖိုးအိုကထွက်မလာပါဘူးဖွင့်ထားတဲ့တကားပေါက်တက်တက်မှာငြိမ်သက်စွာနဲ့ခက်ကန်းကန်းမတက်ရက်နေပါတယ် ကဝင်းညီရှေကြီးကြားကနေမြင်ရတာကတော့အပြာရောင်ခက်လွန့်လွန့်ပစိုးတစ်ထည်ကိုဝတ်ထားပြီးလက်ဘင်းမှာလည်းအနီဖြော့ဖြော့မာဖလာတစ်ထည်ကိုရှစ်ပတ်ထားပါတယ်ဒီတော့မှမိုးဥရုရဲ့ဒီနေ့ကမိုးမြွာတော့လဲအေးစိတ်နေတယ်ဆိုတာကျွန်တော်သတိထားလိုက်မိတယ်နောက်တော့ကျွန်တော်ဇနီးဆိုင်အတွက်ဆေးတွေဝယ်လာပြီးကျွန်တော်ကိုယူထားဖို့ပေးပါတယ်ပြီးတော့ဆေးဆိုင်စီပြန်ထွက်သွားပြီး စေးဆိုင်ပိုင်ရှင်အမကြီးနဲ့စကားတွေပြောနေပြန်တာတွေ့ရတယ်ဒီစေးဆိုင်ကလည်းဒီစေးမှာအယောင်ရဆုံးထင်ပါရဲ့နေ့စဉ်လူလူဈေးဝယ်သူတွေအုံခဲနေတာပါပဲသူတို့ဆိုင်ကအဓိကစေးစုံနေကိုလူချင်းနဲ့စေးမျိုးစုံကိုသူ့တဆိုင်နဲ့ဝယ်ရတာနဲ့ရနိုင်တယ်ပြီးတော့ဈေးလည်းမှန်တယ်ဒီအကြောင်းတွေကို ရှောက်သွားပြန်တော့ကျွန်တော်စိတ်ကပြင်းလာပြန်တယ်။ secret တွေတလိပ်ပြီးတလိပ်တောက်နေရတာနဲ့သူရှိရာဝရန်တာနဲ့အခန်းစီကြည့်လိုက်ပြန်ပါတယ်။အဖိုးဟာပထမသူရဲ့နေရာမှာပဲရက်လျက်ရှိနေတော့မှာပဲ။ဒါပေမဲ့လက်တစ်ဖက်ကတော့သူ့ဘေးနားကတကားပေါင်ကိုကင်ထားတာတွေ့ရပါတယ်။သူအတန်ငယ်ညောင်းညာနေတာတော့တေချာနေပါပြီ။ ဒီလိုကျွန်တော်မှတ်ချက်ချတာနဲ့မရှိမနှောင်းပါပဲအဖိုးအိုရဲ့ခန္ဓာကိုယ်ဟာလှုပ်ရှားလာပြီးအခန်းရဲ့အနောက်ဘက်ကိုစံတဝါဝါနဲ့ပြန်ဝင်သွားပါတယ်ဒီတစ်ခါကျွန်တော်ခံစားလိုက်ရတာကတော့ပျော်ရွှင်ချမ်းမြေ့မှုနဲ့ခက်ဆင်ဆင်တူတယ်လို့ပါပဲ။ဘာကြောင့်လဲဆိုတော့ခဏတစ်ဖြုတ်တွေ့ရပြီးခဏတစ်ဖြုတ်သတိထားမိတဲ့အဖြစ်အပျက်တစ်ခုကကျွန်တော်ကိုဖန်ဆာထားရကနေကျွန်တော်လွတ်မြောက်ခဲ့ပြီဆိုတဲ့အသည့်တစ်ခု ဝင်လာလို့ပါပဲဟုတ်တယ်လေအဲ့ဒီအဖြစ်ပြက်တွေတွင်းမှာကျွန်တော်ဟာလမ်းပေါ်ကအဖြစ်ပြက်တွေကိုသတိမထားမိခဲ့တော့ဘူးကျွန်တော်လာရင်ကိစ္စကိုလည်းသတိမထားမိခဲ့တော့ပါဘူးကျွန်တော်ပတ်ဝန်းကျင်တစ်ခုလုံးမှာလှုပ်ခတ်စုပွက်တန်တွေကဒီလောက်များနေတာတော့ဒါတွေကိုသတိမထားနိုင်ပဲဘာကြောင့်ငြိမ်သက်ပြီးတိတ်ဆိတ်လာတဲ့ဝရန္တာတစ်ခုပြင်းပောက်တစ်ခုနဲ့အဖို့အတယောက်ကိုမှသွားပြီး စိတ်ဝင်စားလေရပါလိမ့်။ဒါနဲ့ရုပ်တရက်အကြီးကတစ်ဖက်လမ်းပေါ်ကအခန်းစီရောက်သွားပြန်ပါတယ်။ဒီမှာရင်ကျွန်တော်မမျော်လင့်မဲမြင်လိုက်ရတာကစောစောကအဖိုးကိုရက်ခဲတဲ့နေရာမှာအစိမ်းအောင်တုတ်ထားတဲ့တမဏိထိုင်ကုန်ရှည်လေးတစ်လုံးရောက်နေတယ်ဆိုတာပါပဲ။အဲ့ဒီထိုင်ကုန်လေးပေါ်မှာတော့အဝါရောင်နဲ့အဖြူရောင်ရောထားတဲ့ကြောင်ကလေးတစ်ကောင်ခွေခွေလေးထိုင်လို့ ီတစ်ခေါက်မှာတော့ဆရာမူဝီရေးသားထုတ်ဝေထားတယ်။ကျွန်တော်တို့အကြောင်းတွေမှဟုတ်ရဲ့လားဆိုတဲ့စာအုပ်ထဲကအကြောင်းအရာကိုဝေမျှသွားတာပဲဖြစ်ပါတယ်။